မျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါရခင်ဗျာယနေ့တော့သွေးတိုးစီးကျိုသမားတွေတော့ဗောနော်သွေးတိုးတဲ့သူတွေစီးကျိုတတ်တဲ့သူတွေတော့အဲတကယ်ဟိုမှကောင်းတဲ့အစည်းအဝေးကောင်းတစ်ခွက်ကိုအပြောက်စီစဉ်တဲ့စီစဉ်တော်မြတ်တာဖြစ်ကျွန်တော်လာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်သွေးတွေမတရားတိုးနေမယ်စီးကျိုတွေမတရားတက်နေမယ်ဆိုရင်တော့အသွေးတိုးလည်းရှိတယ်စီးကျိုလည်းရှိတယ်ဆိုတော့တကယ်ဟိုမှကျွန်တော်တို့အန္တရာယ်များတယ်ဗောနော်အဲ့တော့သွေးတိုးစီးအဲသွေးတိုးစီးကျိုစီးကျိုသမားတွေတော့ ျွန်တော်အလွယ်တကူအိမ်မှာပဲလုပ်လို့ရမယ်ဆီနီကောင်စီဆောင်ကောင်တစ်ခွက်ကိုကျွန်တော်ပျောက်စီကျင်တဲ့စီနာမြတ်တာဖြစ်လာရောက်ညှောက်ဝပြီးမှဖြစ်ပါတယ်ကျွန်တော်လုပ်ပြရမယ်ဆီနီလေးကတော့ရှားဆောင်လက်ဖက်ပင်ရှိရမယ်ကြက်ဥကျွန်တော်တို့တော့ကြက်ဥပေါ့နော်အိမ်ကြက်ဥပေါ့နော်အဲကြက်ဥကြက်ဥကတော့ကျွန်တော်တော့ကြက်ဥဆိုတော့ပိုကောင်းတာပေါ့နော်အိမ်ကြက်ဥစစ်စစ်ကိုနှလုံးရှားဆောင်လက်ဖက်ကျွန်တော်တို့တဒတ်ရှိရမလားတဒတ်တထွာကျော်လောက်ရှားဆောင်လက်ဖက်ကတထွာကျော်လောက်ကြက်ဥကနှလုံးပေါ့နော် ိုင်းတစ်ခုကိုကျွန်တော်ဖန်ခွက်တစ်လုံးယူယူပြီးတော့ကျွန်တော်တို့ကကြက်ဥဆိုရင်ကျွန်တော်တို့ကအကပဲထည့်မယ်အနှစ်ကိုကျွန်တော်မယူဘူးပေါ့နော်ကြက်ဥကကြက်ဥနှလုံးဖောက်ဖောက်ပြီးတော့ကြက်ဥရဲ့အကကိုကျွန်တော်တို့ဖန်ခွက်တဲ့ထက်အဲထက်ပြီးွားပြီးဆိုတာနဲ့ကျွန်တော်တို့ကဒီနေ့ရှားဆောင်လက်ဖက်ကျွန်တော်တထွားကြော်တော့ဘူးအပြင်ကအခွန်လေးခွာပြီးတော့အထက်ကဂျယ်လီတို့အတုံးအနှစ်လေးကိုကျွန်တော်တို့ကအဲ့ထက်ကိုထက်ထက်ပြီးတော့ကျွန်တော်3မိနစ်4မိနစ်လောက်မှွေပြီး3မိနစ်4မိနစ်5မိနစ်လောက်မှွေတန်ကြီးအောင်ပေါအောင်မှွေ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 ပြီးွားပြီးဆိုတာနဲ့ ကျွန်တော်တို့ကတောက်ပြီးတပတ်ကို2ရက်တောက်ပြီးနော်တပတ်ကို2ရက်ခုနှစ်ရက်တပတ်2ရက်ပေါ့အဲတပတ်2ရက်တောက်နော်အဲ့လိုတောက်ပြီးမယ်ဆိုရင်တော့စီးတို့တွေ့တွေ့တို့သမားတို့တကယ်မှကောင်းပါတယ်ပေါ့နော်အမြန်ဆုံးလဲတတ်တာပြောကင်းပါတယ်အတတ်တာပြောကင်းသွားတဲ့သူတွေရှိလို့မျိုးတွေပြောစီခြင်းနဲ့စေစာမြင့်တာဖြစ်ကျွန်တော်ပြန်လဲပြီးတော့အမျှောက်ဝေးပေးရခြင်းဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်စီးတို့တွေ့တို့သမားများတို့ကနော် တကယ်ဦးမကိုယ့်အိမ်မှာပဲလုပ်အလွယ်ကူဆုံးလုပ်ပြီးတော့အမြန်ဆုံးစွတ်ကြွတွေးတို့ကြမယ်အစင်းလေးတစ်ခွက်ကိုကျွန်တော်ပြောပြပေးပါမယ်လုပ်ပြရမယ့်စင်းလေးရတော့ရှားဆောင်လက်ဖက်တစ်ထွာလောက်ပေါ့နော်တစ်ထွာလောက်ဖြတ်ရှားဆောင်လက်ဖက်ပြင်တစ်ထွာလောက်ဖြတ်ဖြတ်ပြီးတော့ကြက်ဥအင်ကြက်ဥပေါ့နော် တော့ကြက်ဥပဲအဲအင်ကြက်ဥနှလုံးအကာကိုအကာပဲယူမယ်ကျွန်တော်အနှစ်ကိုဖယ်ထုတ်လိုက် အကာကိုဖန်ခွက်တယ်ထက်နှလုံးစာအကာကိုဖန်ခွက်တယ်ထက်ထည့်ပြီးတော့လုံးနာရှားဆောင်လက်ဖက်တစ်ထွာလောက်ကိုကျွန်တော်တို့က အထက်ရဂျယ်လီကိုအတုံးလေးကိုကျွန်တော်တို့ထည့်ထည့်ပြီးတော့3 3မိနစ်လောက်မှွေပြီးတန်ကြီးအောင်ပေါက်တဲ့ချင်းမှွေမှွေပြီးသွားပြီးဆိုတာနဲ့ကျွန်တော်တို့ကတောက်လို့ရပြီတပတ်ကိုကျွန်တော်တပတ်ကိုနှစ်ချိန်တောက်ပြီအဲဆိုတော့စီးကြိုသွေးတို့သမားတွေတော့အမတန်အောင်မှကောင်းပါတယ်လို့ဒီနေ့လေးကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျွန်တော်ရင်နောက်လာမယ့် view တွေမှာလည်းအမျိုးတွေရဲ့အနာမျိုးကုသ6ပါးယောဂအနေနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုစွေးဆောင်ကောင်းမြောက်ယူဆောင်လာဘေးအောင်မလဲဆိုတာကိုလည်း ကျွန်တော်ရဲ့ view လေးကိုစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီနေ့ရောက်ခဲ့ခေါ်ချင်ပါတယ်။မျိုးတွေအားလုံးပဲကျန်းမာလို့ချမ်းသာပါစေ။နာမျိုး96ပါးယောဂတွေလည်းကျင်းဝင်နိုင်ကြပါစေ။ခက်ကြီးသုံးပါးမှလည်းကျော်လွှမ်းနိုင်ကြပါစေလို့ဒီနေ့လေးကျွန်တော်စုမုံပေါင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။